တင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်လက်တင်းချက်နယ်မှာဒီကနေ့နောက်ဆုံးရတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တင်းတက်ဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်းတက်ဆမှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရခံအပ်ပါရယ်ခင်ဗျာအခုတကပထမအဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တင်းကတော့မြမစတက်ကပြုလုံးမဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဖြစ်တတ်မှတ်ရေးအဆို့ကိုနေရိုးစီလံလော့တော့ကကန်ကွက်သူမရှိဘဲဆုံးဖြတ်အတီးပြုအောင် မြို့စီလန်နိုင်ငံရဲ့ဝန်ကြီးကလည်းလော့တော့ဆုံးဖြတ်ချက်အစိုးကိုထောက်ခံတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစ်မြန်မာစစ်တကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲဖြစ်တက်မှတ်ရေးအစိုးကိုဒီကနေ့နိုဝင်ဘာလ9ရက်နေ့မြို့စီလန်လော့တော့ကခန့်ခွဲသူမရှိဘဲဆုံးဖြတ်အတည်ပြုလိုက်ပါရစ်ဒါပြင်မြို့စီလန်စိုးရရဲ့နိုင်ငံရဲ့ဝန်ကြီးကလည်းမြန်မာစတက်ရဲ့ရွေးကောက်ပွဲဟာအတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့လော့တော့ရဲ့ဆုံးဖြတ်ချက်အစိုးကိုထောက်ခံပါကြောင်းလော့တော့မှလာရောက်ထွက်ဆိုပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့နယူးဇီလန်လော့တော့မှာ မြန်မာစစ်တပ်ရဲ့တရားမဝင်တူးယောင်ရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရကလက်မခံကြောင်းတရားဝင်ထုတ်ပြန်ပေးရန်ဆိုတရက်ကိုလေဘာပါတီမှလွတ်တော်အမတ်ကတင်သွင်းခဲ့ပြီးတော့ Green Party မှထောက်ခံအဆိုပြုခဲ့ရမှာနယူးဇီလန်လွတ်တော်ကခံခွက်သူမရှိဘဲအဆိုကိုအတည်ပြုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲမှာစစ်မှန်တဲ့အတိုက်ခံပါတီများမရှိတော့ဘဲနဲ့ရွေးကောက်ပွဲများပေါ်အများပြည်သူရဲ့ဝေဖန်မှုကိုရာဇဝဲမှုအဖြစ်သတ်မှတ်တဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေများနဲ့ဖန်ဆင်းမှုတွေရှိနေတယ်လို့ လေဘာပါတီမှလွတ်တော်အမတ်ကဆိုပါတယ်အလွန်ရစတဲ့စတက်ကိုမြန်မာပြည်သူတွေကချမ်းချမ်းခံတော်လှန်နေကြပါတယ်ဒါကိုကျွန်တော်တို့ကကူညီရပါမယ်စတက်ရဲ့ရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲဖြစ်ပါတယ်စေယုံနေကြောင်းနေတဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်ပြီးတော့ရစတဲ့စတက်ကလှုပ်တဲ့ရွေးကောက်ပွဲဟာယုံကြည်စရာမရှိနိုင်ပါဘူးလို့နယူးဇီလန်လွတ်တော်အမတ်ကလွတ်တော်တွေမှာပြောဆိုပါတယ်ဒါပြင် Green Party က၎င်းတို့အနေနဲ့မြန်မာပြည်သူများအတွက်အရေးအဆိုကိုထောက်ခံကြောင်း တူးနေနဲ့ထိုင်းမြန်မာနယ်စပ်တိသွားရောက်ခဲ့တဲ့ first finding ဖွဲ့မှလည်းပါဝင်ကြကြောင်းနယ်စပ်မှာမြန်မာပြည်သူများနဲ့တွေ့ဆုံရမှာသူတို့ရဲ့ခြေဝါများကိုအကြမ်းဖက်စစ်တပ်ကမြေတို့မြေပုံလေးချောင်းတိုက်ခိုက်ဘုံကျခဲ့ပုံနေဆဲရနာတဲမှုကြောင့်ဒီမိုကရေစီနဲ့ပြည်သူများရဲ့အနာဂတ်ပေါ်မြေတို့တက်ရောက်ပုံများကိုမြန်မာပြည်သူများကရှင်းပြခဲ့ကြောင်းဒါပြင်မြန်မာစစ်တပ်ကဖွဲ့စည်းပုံခြေကံဥပဒေအရ၎င်းတို့ဘက်က25ရာခိုင်နှုန်းရယူထားတဲ့အပြင်ဇာနာမဲပေးရမှာလဲပါဝင်ကြောင်း စတက်ရဲ့တခိုက်တပြတ်မှုတွေကြောင့်မြမပြည်သူတန်းနဲ့ခြေပြီးထွက်ပြေးနေရကြောင်းယခုစတက်ရဲ့ရွေးကောက်ပွဲဟာအတူရောင်တာဖြစ်ကြောင်းလွှတ်တော်မှပြောဆိုပါတယ်။အခုလက်ရှိမြမပြည်သူ၃တသမ၆တန်းကျော်ပြည်ရဲမှရွှေပြောင်းထွက်ပြေးနေရတယ်။နယ်စပ်တစ်လျှောက်မှာလည်းဒုက္ခသည်တန်းနဲ့ခြေရှိနေပါတယ်။ဒါပြင်ဂျာပြန်လိုနယ်စပ်ဖြတ်ကျော်ငွေလိန်ရာဇဝဲကိုင်းတွေကလည်းပုံမိုပြီးတော့ကြီးထွားလို့လာနေပါတယ်။ဒီတော့ဒီလိုနေရာတွေမှာလူကုန်ကူးခန့်ရမှာတွေလည်းဇိုးရင်းစရာရှိပါတယ်။နောက်ပြီးစတက်ကရွာတွေကိုဘုံကျဲမှုတွေလည်းရှိနေပါတယ်။ ဒီလိုအခြေအနေတွေမှာစတက်ရဲ့ရွေးကောက်ပွဲကအတူအောင်ဖြစ်ပါတယ်အခုစတက်ရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုတ်ဖို့ဆိုဟာမြန်မာမှာရှိနေတဲ့ခိုးကန်တော်လှန်နေတဲ့မြန်မာပြည်သူတွေအတွက်အရေးကြီးတယ်လို့နယူးဇီလန်ရဲ့ကမ္ဘာတဝမ်းမှာရှိနေတဲ့မြန်မာပြည်သူတွေအတွက်လည်းအရေးကြီးပါတယ်လို့၎င်းကပြောပါတယ်ဒါပြင်နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးကလည်းယခုလော့တော့ရဲ့ဇုံဖြတ်ချက်အဆိုကိုလက်ခံကြောင်းစတက်ရဲ့ရွေးကောက်ပွဲဟာအတူအောင်သာဖြစ်ပြီးအကြံပတ်စတက်နေတဲ့နိုင်ငံရေးကျင်းသားများကိုလှုပ်ပေးရမှာဖြစ်ကြောင်း နောက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မြန်မာရေးဆုံးဖြတ်ချက်နဲ့အာဆီယံရဲ့ဘုံတဘောတုံ့ညီချက်၅ရပ်ကိုအကောင်အထည်ဖော်ရမှာဖြစ်တယ်လို့လော့တော့မှာလာရောက်ထွက်ဆိုသွားခဲ့ပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့တရချောင်မျိုးနယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်က၃ဦးတေဆုံးပါလက်နက်ခုနှစ်နက်နဲ့ခေယံများတင်းဆက်ရရှိတဲ့တဲ့င်းကိုတင်ဆက်ပေးကြပါတယ်။တနင်္လာရီတိုင်းတရချောင်မျိုးနယ်မှာတိုက်ပွဲ၃ချိန်ဖြစ်ပွားပြီးအကြမ်းဖက်စစ်တပ်ဘက်က၃ဦးတေဆုံးပါ လက်နက်ခုနှစ်လက်နဲ့ခဲရံများတင်းဆဲရရှိခဲ့တယ်လို့တဝဲခရိုင်တပေါင်းစု ပြန်ကြားရေးတာဝန်ခံရဲဘော် ရှယ်တို့ကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မနက်7:00နာရီခန့်မှာတရချောင်းမြို့နယ်ကျောင်းလေးကားရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရဲတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့ရမှာတနအီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လိုင်းရဲပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တအူကြာဆုံးခဲ့တယ်လို့သိရပါတယ်။အိုင်းနောက်စက်တင်ဘာလ30ရက်နေ့မှာလည်း မနက်9နာရီခန့်မှစတင်ပြီးည9နာရီထိတိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ရမှာတော်လိုင်းရဲဘော်တအူထပ်မံကြဆုံးခဲ့ရတယ်လို့သိရပါတယ်အဆိုပါထိတွေ့တိုက်ပွဲနှစ်ကြိမ်တွင်းမှာအကြမ်းဖက်စစ်တပ်က9ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အိုက်တမတိုင်းအပြင်းထန်သူတွေလည်းပါဝင်ကြောင်းတိုက်ပွဲတွေတော့မှာကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလက်နက်တလက်ဆုံးရှုံးခဲ့ပေမဲ့လည်းအကြံပတ်စစ်သားအလောင်းများနဲ့လက်နက်တချို့ဒင်းဆဲနိုင်ခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုကိုတဝဲခရိုင်တပေါင်းစုနဲ့ မဟာမိတ်ပူပေါင်းတပွဲများကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်အော်တိုဘားလ၈ရက်နေ့မနက်7:45မိနစ်ခန့်မှာလေတရက်ချောင်းမျိုးနဲ့ဗဒတ်ချောင်းကြီးရွာကိုစကြောင်းထိုးလာတဲ့အကြမ်းဖက်စတက်ကိုတော်လိုင်းတပွဲများကထပ်မံကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဆိုပါထိတွေ့တိုက်ပွဲတော်မှာအကြမ်းဖက်စတက်ဘက်က၄ဦးသေဆုံးခဲ့ကြောင်းအဲလိုတိုက်ခိုက်မှုကိုတဝဲခရိုင်တပေါင်းစုနဲ့ကေရန်ညိုဓမ္မဟာလေတရင်စနစ်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းတိုက်ပွဲများတော့မှာအကြမ်းဖက်စစ်သားများထံမှလက်နက်ခွနလက်နဲ့ ခရိုင်များကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်အခုကျွန်တော်တို့တဝဲခရိုင်တပေါင်းစုတွေအနေနဲ့အောင်ပွဲတွေစတက်ရဖို့ဆိုရင်နောက်ကနေလက်နက်ခရိုင်နဲ့ကြီးတွေဖြည့်တင်းပေးနိုင်ဖို့ပြည်ရင်းပြပါကထောက်ဖို့ရဲဘော်တွေဒီထက်မကပို့ပြီးတော့အားစိုက်ပေးကြဖို့လိုပါတယ်။ငားနဲ့တာကျွန်တော်တို့တော်လိုင်းရဲဘော်တွေရဲ့စ조사အထောက်မှုအသေးပွင့်တွေဒီထက်မကမြင်လာရမှာဖြစ်ပါတယ်။ရှက်ဆက်ပြီးတော့လည်းစည်ရေးလည်းပဲမြင်လာနိုင်တဲ့တို့ကပြည်သူများအားလုံးစည်ရေးတရီရှိကြဖို့နဲ့ ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့တော့အထူးပဲဂရုစိုက်ချဖို့ပြောချင်ပါတယ်လို့တဝဲခရိုင်တပေါင်းစုပြန်ချာရေးတော်ဝင်ခံရဲဘော်ရှဲတို့ကပြောပါတယ်ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မြင်းချမ်းမြို့နယ်လက်သေးရွာအကြမ်းဖက်စစ်တပ်စုပေါင်းကိတ်ကိုဝန်အောင်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သားရှိဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်မန္တလေးတိုင်းမြင်းချမ်းမြို့နယ်လက်သေးရွာအကြမ်းဖက်စစ်တပ်စုပေါင်းကိတ်ကိုဝန်အောင်တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သားရှိဦးသေဆုံးခဲ့တယ်လို့ မြင်းချမ်းခရိုင်တယန်းခွန်ဇီရိုပျောက်ကြားတပွဲမှာတာဝန်ရှိသူဘိုတက်ကြီးကပြောပါတယ်ယမန်နေ့နိုဝင်ဘာလ၄ရက်နေ့မွန်လွဲ၂နာရီခန့်ချိန်မှာမြင်းချမ်းမြို့နယ်လက်သေးရွာချမ်းဘတ်စစ်တပ်စုပေါင်းကိတ်ကိုတော်လိုင်းရေးတပ်များကဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့အဲလိုပစ်ခတ်မှုကြောင့်စစ်တပ်ကထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ဒေသနေပြည်သူများကလည်းအတိအပြုပြောဆိုပါတယ်အဲမှာစစ်ခွေးရဲခွေးနဲ့ပါစတွေစုပေါင်းဖွင့်ထားတဲ့စစ်စေးရေးကိတ်ကိုဝင်ပစ်ခတ်ရတာပါအဲဒီစခွေးကိတ်ကမြင်းချမ်းမြို့သားတရက်ဦးမန္တလေးလမ်းမကြီးပေါ်မှာဖွင့်ထားတာ ဒီကိကိုအပြစ်ခံရတာမှန်တယ်လို့လက်သေးဝါသာတဦးကအတည်ပြုပါတယ်။ဒါပြင်မြင်းချမ်းခရိုင်တယန်းခွန်ဇီရိုပျောက်ကြားတပွဲမှာတာဝန်ရှိသူဗိုလ်တကြီးကတော့အစောပိုင်းအချမ်းဘတ်စတက်ဂိကို RPG ပခုံးတန်းနဲ့ပြစ်ခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာမြင့်ခဲ့ကြောင်း။အိုင်းနာကိုထိနာသွားတဲ့စစ်စေးရေးကိမှလက်နက်များကိုရာယူရန်ကြိုးစားချိန်စကူတွေရောက်ရှိလာလို့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ရှင်းပြပါတယ်။အခုထိတွဲတိုက်ပွဲမိနစ်20ကျော်ကြာမြင့်ခဲ့ပါတယ်။စခွေးနဲ့ပါးစားတွေက ဂိရဲ့ဘန်ကအတွင်းပြေဝင်ပုံးနေတော့ရဲဘော်ပေါ်ပါကရဲရင်စွာ RPG နဲ့ပစ်ကတ်ခဲ့လို့ဘန်ကကိုတိကျစွာထိမှန်ခဲ့ပါတယ်။အဲဒီမှာစစ်ခွေးတွေလွင်ဆင်ပြီးတော့ထိနာသွားခဲ့တယ်။နောက်ပြီးကျွန်တော်တို့ရန်သူရဲ့လက်နက်တွေဝင်ရောက်ယူဖို့ကြိုးစားနေတဲ့အချိန်မှာမြင်းချမ်းခမရ15တက်ကနေစကုကားကြီး3စီးနဲ့လမ်းတစ်လျှောက်ပြစ်ခတ်မောင်းနေလာနေတယ်လို့သတင်းရတာနဲ့ကျွန်တော်တို့တွေတက်ပြန်ဆုတ်ခဲ့ရပါတယ်။အဲဒီတော့ရန်သူလက်နက်မရခဲ့ဘူး။အခုလိုစကုလာနိုင်အောင်သတင်းပို့တဲ့သတင်းပေးတဲ့ဒလန်2ဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်။ အခုတော့အဲ့ဒီတလန်နှစ်ဦးကိုဒဆိုင်ရနယ်မြေကန်ဖွဲ့တွေစီလွှဲပြောင်းပေးခဲ့ပါတယ်။နယ်မြေကန်တွေရဲ့ပြောပြချက်အရဂိတ်ကိုဝန်တိုင်းမှုကြောင့်စစ်ခွေးပါစားနဲ့ရဲခွေးရှစ်ဦးတစ်ဆုံပြီးဆယ်ဦးတန်ရာရရှိခဲ့ပါတယ်။လယ်သေးရွာကအုတ်ကြီးငမင်းကတော့နေရာမရင်ဘဝကူးပြီးဘျူပေါက်ကြီးလဲဒဏ်ရာရသွားတယ်လို့မြင်းချခရိုင်တရင်ခွန်ဇီရိုးပျောက်ကြားတပွဲတဝင်ရှိသူဘိုးသက်ကြီးကရှင်းပြပါတယ်။တော်လိုင်းရင်တမ်များကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မြင်းချမ်းမြို့နယ်လက်တဲကျေးရွာစက်တက်စစရေးဂိတ်ဟာ မြင်းချမ်းမြို့အခြေစိုက်ခလာရ55တက်ရင်နဲ့နှမိုင်ခန့်ဝင်းကျင်တာကွာဝေးတယ်လို့သိရပါတယ်။အစောပါဆက်စင်ရီကိုမြင်းချမ်းခရိုင်တက်ရင်ခွန်ဇီရိုးပြောက်ကြတပွဲရွှေကန်သားစစ်ကြောင်းမြင်းချမ်းမြို့နယ်ဘကားဖားတို့ပူပေါင်းပြီးစတုဝီဒေါန်စစ်တီဇီရိုးကော်လန်ဖိုက်ကစကြောင်းမှုအဖြစ်ဆောင်ရွက်ခဲ့ကြောင်းရန်ကုန်ကြီးကောင်စကြောင်းတက်ရွှေကန်သားစစ်ကြောင်းနှစ်တို့နဲ့အချင်းတို့အတွင်းမှာစီးနင်းတိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်အော်တိုဘားလ၄ရက်နေ့မနက်ပိုင်းကလည်းဇီရိုးပြောက်ကြတပွဲ တည်ရင်တည်မြင်ချမ်းခရိုင်နဲ့မြင်ချမ်းခရိုင်ပကပါရိုးရဲ့ဘူပေါင်းစစ်ကြောင်းကမြင်ချမ်းတောင်ပတ်မှာရှိတဲ့စတက်ထိုင်စကန်တခုကိုလည်းစိမ့်နေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးထမှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဘလော်မြို့ကျောက်စုစတက်ဂိတ်အနီးအမလီရကွက်အုပ်ချုပ်ရေးမှုစိုးဝင်တဲ့တတော်ဆောင်တို့ကိုဖိကတ်မှုမှာနှစ်ဦးစလုံးတည်ဆုံပြီးတနတ်တလက်နဲ့ခဲရများဒင်းဆရာရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။တနင်္လာရီတိုင်းဘလော်မြို့နယ်ကျောက်စုစတက်ဂိတ်အနီးမှာအမလီရကွက်အုပ်ချုပ်ရေးမှုစိုးဝင်တဲ့၎င်းရဲ့တတော်ဆောင်နှစ်ဦးတို့ကိုဖိကတ်ရှင်းလင်းရမှာ နှစ်ဦးစလုံးတည်ဆုံသွားခဲ့ပြီးတော့လက်နက်တလက်နဲ့ခေရန်တို့ကိုတင်ဆက်ရရှိခဲ့တယ်လို့မြေခရိုင်အမတ်တက်ရမတာဝန်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလာ23ရက်မနက်8:00နာရီခန့်ကဘလောမြို့အမတ်လေးရက်ကွက်မှာရှိတဲ့ကျောက်စုစစ်တပ်ဂိတ်အနီးမှာအမတ်လေးရက်ကွက်အုပ်ချုပ်ရေးမှူးဇိုးဝင်နဲ့၎င်းရဲ့တပ်တော်ဆောင်စစ်သားတဝူးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့မှပြစ်ခတ်ရှင်းလင်းခဲ့ရမှာနှစ်ဦးစလုံးတည်ဆုံသွားခဲ့ပြီးတော့ AK47 rifle တနက်တလက် ခြေပေါက်တကူစပဝိုင်းစတူးကြီးခုနှစ်တောင်းကလေးကစားစရာပြင်စတူးတလက်ကလေးကစားစရာလက်ပြပုံနှလုံးနဲ့ vivo ဖုန်းစုပ်တလုံးတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့သိရပါတယ်။ဇန်ကဲနဲ့ထွက်လာတဲ့ချိန်ပြက်ကက်ရှင်းလင်းခဲ့တာပါ။အဲ့ဒီပြက်ကက်ရှင်းလင်းခဲ့တဲ့နေရာကအမလီရက်ကွက်ထဲမှာပါပဲ။ကျောက်စုကိတ်ဆိုတာကအမလီရက်ကွက်ထဲမှာပဲရှိတာပါ။နည်းမြေရှင်းလင်းတဲ့ချိန်စတက်ကိတ်ကနေလမ်းပြတာမျိုးမရှိပါဘူးလို့မြခိရရဲ့မတက်တက်ရမှာတာဝန်ရှိသူကပြောပါတယ်။အစိုးပါတည်ဆုံသွားတဲ့စကောင်းစီခန့်အုပ်ချုပ်ရေးမှုဇိုးဝေက ပြည်သူလူထုပေါ်လက်နက်အတုများနဲ့ချိန်ချောက်ကငွေညချင်းစမှုတန်းအတင်းကျပ်စုဆောင်ခြင်းအနိုင်ထက်ဖြိုးမှုခြင်းများကိုလှုံ့ဆော်နေတာကြောင့်မဖြူလောက်ရန်အချင်းချင်းတတိပေးပါတော့လေလိုင်းနာခြင်းမရှိတာကြောင့်ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့အသိပေးထားပါတယ်အဆိုပါတခိုင်းမှုကိုမြေခိရိုင်မှတ်တက်တက်ရင်နဲ့ဂီယန်မျိုးသားကာကွယ်ရေးတပ် GNTO ပူပေါင်းမှမေဖွဲ့ကလှုံ့ဆော်ခဲ့တာဖြစ်ပြီးဒေါ်လာရင်တစ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဖောင်ပြည့်မျိုးနဲ့ဘာအဖတာဝန်ခံတအူး ဒါဝင်ဖြက်ခွဲမှုနဲ့ယာတို့ကနေရဆိုင်ခံရတဲ့တရင်ကိုတက်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းတပ်ပိုင်းဖောင်ပြည့်မြို့နယ်မှာပြီးခဲ့တဲ့အော်တိုဘားလ၁၂ရက်ကအမျိုးသားညွတ်ညွတ်ရေးအစိုးရအန်ယူဂျီလာအောင်မှာတာဝန်ထမ်းဆောင်နေတဲ့မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးပါဖတာဝန်ခံတဦးကိုတာဝန်ကနေရဆိုင်လိုက်တယ်လို့တရားခံတရင်ရဲမြစ်တွေကပြောပါတယ်။အဲလိုတာဝန်ရဆိုင်ခံရသူဟာဖောင်ပြည့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပါဖတာဝန်ခံဦးပြုံးချုပ်ခေါ်တောင်းမင်းဖြစ်ပြီးတော့အန်ယူဂျီရဲ့ပြည်ထောင်စုဝန်ကြီးဌာနဘိုးညွန်ကြားချက်နဲ့ အခုလိုတာဝန်ကနေရန်နာလိုက်တာဖြစ်တယ်လို့အခုလိုတာဝန်ကနေရန်နာလိုက်တာလို့ဒေသခံသတင်းရင်းမြစ်တအူးကပြောပါတယ်အခုဦးလွင်းကိုလက်ရဲလက်မှတ်နဲ့ထုတ်လိုက်တာလို့သိရတယ်အခုလိုဦးဖြုံချုပ်ကိုတာဝန်ကနေရန်နာလိုက်တာဟာတာဝန်ပြက်ကွက်တာစီမံခန့်ခွဲမှုညံဖျင်းတာတွေကြောင့်ရန်နာလိုက်တာဖြစ်ပြီးတော့လက်လက်သွားတဲ့မျိုးနယ်အုပ်ချုပ်ရေးအတွက်ရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကအမျိုးသားညီညွတ်ရေးအစိုးရဗဟိုကဒိုင်းရိုက်ကိုကယ်တာဝန်ယူနေတယ်လို့မျိုးကန်အုပ်ချုပ်ရေးဖွဲ့ဝင်တအူးကပြောပါတယ်အဲ့ဒီကိုဖြုံချုပ်က88မျိုးဆက်လည်းဖြစ်ပါတယ် နောက်ပြီးအလန်ဒီမှာလည်းမျိုးနဲ့ဒုဟုတ်ခထနဲ့အရင်ကတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့သူကမလုံးမရှုပ်မပြုတ်ကြီးအစည်းအဝေးတွေမှာခေါင်းငိမ့်တာတွေလောက်ပဲလောက်တာတာဝန်ယူတာဝန်ခံဖြည့်ရှင်းတာကတော့ရှားတယ်အစည်းအဝေးဆိုရင် ခွဲတန်းရရင်အထုပ်ပိုက်အိမ်ပြန်သွားပြီးအေးစစ်နေတာသူကတိုင်ခံရတာကြပြီအခုမှရေယူခံလိုက်ရတာလို့ပြောပါတယ်လရှိမှာတာဝန်ကနေရနာခံလိုက်ရတဲ့ဥပြုံးချုပ်ကိုတော့ဆက်သွဲမင်းမြန်းဖို့စူးစမ်းနေပါလိမ့်။ဒါပြင်ပြီးခဲ့တဲ့စက်တင်ဘာလ10ရက်နေ့ကလည်း စကိုင်းတိုင်းတွင်းက NUG လောင်းမှတာဝန်ထမ်းဆောင်နေတဲ့ကလေးခရိုင်ရဲတပ်ဖွဲ့ရဲအုပ်တာဝန်ခံတအုပ်နဲ့မျိုးနယ်ပြည်သူအုပ်ချုပ်ရေးဘာအဖတာဝန်ခံတအုပ်တို့ကိုတာဝန်ကနေရန်နာခဲ့ပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဇူလိုင်၁၉ရက်နေ့မှာလည်းလက်စားမှုနဲ့ကဏီမျိုးနယ်တရားသူကြီးအဖွဲ့ဥက္ကဋ္ဌဒေါ်ပန်းထွားနဲ့မျိုးနယ်တရားသူကြီးအဖွဲ့ဝင်တွေဖြစ်တဲ့ဦးကလုံဦးစမနီနဲ့ဦးပင်းလုံတို့၄ဦးကိုတာဝန်ကနေရန်နာထားတယ်လို့ဇူလိုင်၂၉ရက်နေ့မှာလည်းကဏီမျိုးနယ်ဇွိုင်းရင်ဝင်ကြီးဌာနကမျိုးနယ်တာဝန်ခံတအုပ်ကိုတာဝန်ကရန်နာထားခဲ့ပါတယ်။ ိုင်းတော်ဆေးအုပ်စုတွင်တဘောဒါပျော်ပြောင်းသူမရှိဆိုတဲ့ဆောင်ဖတ်ရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ပြီးခဲ့တဲ့အပတ်တွင်ကွာလာလမ်ပူမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးဈေးဝယ်မတိုင်မီကာလာချာမြန်စွာဖြစ်ပေါ်နေတဲ့နိုင်ငံရေးချက်တဲ့အအဖွဲ့ကြီးအနေနဲ့ပို့ပြီးတော့အလေးထားဖြည့်ရှင်းပေးရန်ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။ထို့သောပြောဆိုကြခြင်းမှာလည်းဆေးအုပ်စုတို့ရဲ့နိုင်ငံတကာမှအကျိုးရှိရှိဆက်ဆံသွားနိုင်မဲ့တဘောဒါပျော်ပြောင်းသူများရှိနေတယ်ဆိုတဲ့အမြင်ကိုအခြေခံထားလာတာကိုတွေ့ရပါတယ်။ အဆိုပါယူစားချက်ဟာမှားယွင်းနေတယ်လို့ဩစတြေးလျမှာရှိတဲ့ The Interpreter မှာ Andrew Say ကရေးသားထားပါတယ်။ရခိုင်ဘုံနေဝင်းရဲ့ Socialist အစိုးရပြိုလဲသွားတဲ့1988နောက်ပိုင်းမှာစပြီးမီဒီယာသတင်းများနဲ့နိုင်ငံတကာပညာရှင်တွေကထိုးထိုးရည်ညွှန်းပြောဆိုလာကြပါတယ်။အဆိုပါသဘောထားပြောပြောင်းသူတွေဟာအခွင့်အရေးပေးလာရင်စစ်အစိုးရဆက်ဆက်အုပ်စည်းလာတဲ့ဈေးမှာခက်တန့်သူများကိုဖြုတ်ချခြင်းအသာစီးရအောင်လုပ်ခြင်းများပြုလုပ်ကြမယ်လို့ပြောဆိုခဲ့ကြပါတယ်။ 1988မှာဖွဲ့စည်းခဲ့တဲ့နာဝတ္တဆိုရ1990ရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုတ်ခဲ့ပေမဲ့လော်လက်စွာပြောဆို권အဖွဲ့အစည်းများဖွဲ့စည်းခွင့်နဲ့ဈေးပွားရေးပြုတ်ပြန်ပြောင်းလဲမှုများကိုတွေးလာရတာကြောင့်အားတက်လာကြပါတယ် SPDC ဖြစ်ပြောင်းလဲလာပြီးတဲ့နောက်မှာထောက်လိုင်းရေးအကြီးအကဲဘိုခေညွန်အားပြည်ပမှတရင်ဝေပံတုံသက်သူတွေကတိတိတတသဘောထားပြောပြောင်းသူလို့တစိမ့်ခန့်နေလာပါတယ်ဒီမှာလဲဘိုခေညွန်ဟာနိုင်ငံမှာပြဿနာအများအပြားရှိနေတာကိုသိထားပြီးတော့ ဘင်ပားနဲ့လည်းပို့ပြီးတော့ထိတွေ့ဆက်ဆက်မှုကိုခွင့်ပြုလာခဲ့တာကြောင့်ဖြစ်ပါတယ်။အဲဒီနောက်2017မှာစတင်လာတဲ့ဇီကန်တကြဒီမိုကရေစီကြောင့်စတက်တွင်သဘောထားအလယ်လက်ရှိသူများကပြုပြင်ပြောင်းလဲရေးများအားပေးလာကြတယ်ဆိုတဲ့အပြောတွေဟာမှန်ပုံရမယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့ကြွချင်းသူတဦးကတော့ပါလီမန်အစ်စ်ကိုပြောပြောင်းသူများနဲ့အမာခံများကြားတရီကြီးစွာဟန်ချမ်းညိနေခြင်းလို့ဖော်ပြပြီးအဲဒီအခြေအနေကိုစကောင်းဆောင်ကြီးဗိုလ်တန်းရွှေကထိန်းချုပ်ထားပါတယ်။ 2021နောက်ပိုင်းမှာလေးလာသူပညာရှင်အနေငယ်ကစတက်အားစတန်လျာတို့ပြန်ပို့ကောင်းပြန်ပိုးနိုင်မဲ့သဘောထားပျော်ပြောင်းသူများကိုရှာလာကြပါတယ်။သို့တော့ထို့ထို့သောအနေအထားမျိုးမတွေ့ကြရပါ။ရှိခဲ့ရင်ပင်အစ်စ်မှန်ပြောင်းလဲသွားအောင် လုံနိုင်စွာရှိပုံမရပါ။ဆဲဥစုတွင်ခြေနေတဲ့ဟာအမဲတစိမရှင်းမလင်းဖြစ်နေပေမဲ့လည်းနှစ်ကြလာတဲ့အခါမှာစတက်ရဲ့ဆင်းဆင်းအုပ်ချုပ်မှုအတွင်းမှာအမြင်အမျိုးမျိုးရှိနေတယ်ဆိုတဲ့လက္ခဏာကိုရာဖန်ရခါပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ထက်တန်းစားစစ်ပတ်ရရှိကြီးများအားလုံးကနိုင်ငံရေးနဲ့စီးပွားရေးဖြိုးပြင်ပြောင်းလဲမှုများကိုစမ်းကျင်နေကြခြင်းမျိုးတော့မဟုတ်ပါဘူး။တချို့ကအစိုးရအတွင်းမှာရဲသားများပို့ပြီးတော့ပါဝင်လာမှုကိုကြိုးဆိုတယ်ဆိုတဲ့အပြောမျိုးလူသီးရှင်ကြရောနောက်ခွဲမှာပါပြောဆိုလာမှုများတစ်ခါတခါတွေ့လာရပါတယ်။၂၀21မတိုင်မီတည်းစစ်တပ်ဟာတိုင်းပြည်ကိုထုတ်ကင်ထားမှုတွေတဖြည်းဖြည်းရောချပြီးအစိုးရနဲ့လူထုပုံမလွတ်လပ်စွာလှုပ်ရှားခွင့်ပြုဖို့စဉ်းစားလာကြပါတယ်။မြေတော်ပင်စိုးစိတ်ကမူ ဆဲဥစုအတွင်ပျော်ပြောင်းသူများနဲ့အမားကများဟု၍ခွဲခြားမှုကိုလုံလုံကျွတ်ကျွတ်မပေါ်ပြတဲ့မှာမော်ဒန်ပါဆန်ရေးသားခဲ့တယ်လို့ပင်အမြင်သဘောထားများရဲ့အမှန်တကယ်ပြန့်နှံ့တည်ရှိမှုဟာရှုပ်ထွေးလာပြီးအတွင်ပိုင်းမှာမတူညီတဲ့ခေတ်စားရက်များပေါ်သဘောထားတသက်မှတ်တည်းမရှိပါဘိုးချုပ်ကြီးများအနေနဲ့ရံပန်းရံကအချင်းချင်းညင်ခုတ်မှုတွေရှိပေမဲ့လည်း၎င်းတို့ရှုံးမြန်ထားတဲ့ဒေါတာဝင်ရေးသုံးမှဆိုသည်ဖြင့်စတက်ဟာမျိုးသားရဲ့ခန်းကဏ္ဍအားအဓိကနေရာမှာပါဝင်ရန်လိုအပ်တယ်ဆိုတော့ အခြေခံမူဝါဒဆိုင်ရာကိစ္စရပ်တွေမှာပြင်ထန်တဲ့သဘောထားခေါ်လွှဲမှုတွေမရှိခဲ့ပါဘူး။အနည်းဆုံးဆိုပါရှုပ်တော့မှကြည့်မယ်ဆိုရင်ဇေယုစုဟာအမြဲတမ်းအမာခံများနဲ့ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ဒီထဲမှာသတိပြုသင့်တာကမြန်မာအတချိန်ချိန်မှာကဲတင်ပေးနိုင်လိမ့်မယ်လို့လေလာသူအများပြယူဆထားတဲ့ဗိုလ်ခင်ကျောင်းဟာတိုင်းပြည်နယ်လူထုကိုရဲရဲဆက်ဆက်ဖိနှိပ်ခဲ့တဲ့ထောက်လန်ရေးဖွဲ့ကြီးရဲ့အကြီးအကဲဖြစ်တယ်ဆိုတဲ့အချက်ပင်ဖြစ်ပါတယ်။2017မှာစီကန်တကြဒီမိုကရေစီတိုးသွင်းလာခြင်းနဲ့ 2015တောင်စာစုကြည်ရဲ့ LND အောင်ပွဲခံခြင်းများဟာတဘောထားပြော့ပြောင်းသူများရဲ့အောင်ပွဲမဟုတ်ဘဲနဲ့စက်တက်တွေအကျိုးရှိလို့သာခွင့်ပြုခဲ့တာဖြစ်ပါတယ်။၎င်းတို့ရဲ့စိတ်ထဲမှာတော့ထို့သို့ခွင့်ပြုနိုင်လောက်အောင်ထိန်းချုပ်ထားနိုင်ပြီးနိုင်ငံရဲ့စက်တက်တွေထိုက်တင်းတလောက်အကျိုးခံစားခွင့်ရလာပြီလို့လည်းရှုံးမြင်ခဲ့ကြပါတယ်။စက်တက်ဟာတရင်သမားများနဲ့တချွာလှူရှာသူများတခါတရံဘုံဖော်ခဲချားတယ်လို့တသားတည်းရှိမနေတယ်လို့အရာရာတိုင်းကိုသဘောတူတယ်ဆိုတဲ့အဖွဲစည်းတော်မဟုတ်ပါဘူး။ အခြားဘွဲ့စီများကဲ့သို့ပင်ခေဆိုင်ရများပေါ်ခွဲလွဲတဲ့အမြင်တွေရှိကြပါတယ်။သို့တော့တက်ကောင်းဆောင်နေအားလုံးဒုံကြီးစွာလက်ခံထားတဲ့အခြေခံယုံကြည်ချက်များထဲမှာစတန်အနေနဲ့နိုင်ငံရေးရာများကိုထိရောက်စွာထိန်းချုပ်ထားရန်လိုအပ်တယ်ဆိုတဲ့အချက်ဟာအဓိကနေရာမှာပါဝင်နေပါတယ်။လက်ရှိမင်းအောင်လိုင်အောင်မှာအမှုတော်ထမ်းနေကြတဲ့ဆက်ရရှိကြီးတွေဟာ၎င်းအပေါ်မမိတ်မတုံတစ္ဆာရှိမှုနဲ့ဒင်းမာတဲ့ခံယူချက်များရှိနေခြင်းကြောင့်ယာတို့မှာမြဲနေကြခြင်းဖြစ်ပါတယ်။အစောပိုင်းအချက်ကိုထည့်သွင်းစဉ်းစားသည့်အခါမြန်မာအတွက်နိုင်ငံသားအစိုးရများ နိုင်ငံတကာအဖွဲ့အစည်းများနဲ့တခြားသူများမှညှိနှိုင်းဆွေးနွေး၍အလျှော်တင်းလှုပ်ရေးနဲ့အာဏာခွဲဝေရေးတောင်းဆိုမှုတွေဟာဖြစ်ကျင်တဲ့ဆန္ဒတသက်ကိုတွဲတော်ပြောဆိုနေကြခြင်းဖြစ်တယ်လို့မှတ်ယူရပါမည်။ပြည်သူတို့ရဲ့တရားတော်စစ်မဟုတ်ကြအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလောဆုံးထိနားဆင်ကြတဲ့တင်ပြတဲ့များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြတင်ပြပါတဲ့ဒေါ်လိုင်းရဲ့ဘက်တော်သားများရဲ့တင်ပြများနဲ့တူပြန်လာကြပါမယ်။အားလုံးပဲကိုစိတ်နှပြရွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။